မင်္ဂလာပါခင်ဗျာ Revolu Burma News Channel ကနေပြီးတော့ November 22ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်စခန်းသိမ်းတိုက်ပွဲသတင်းကတော့မကွေးတိုင်းပေါင်းမြုံနယ်မှာရှိတဲ့ဝွန်ကျုံနယ်တစ်ချိုကုန်းပြူစောတိရွာနှစ်ခုကိုတော်လိုင်းတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပတ်လိုက်ပြီးတော့စစ်ကြောင်းထိုးနေတဲ့စစ်ခွေးတပ်ကိုလိုက်လံတိုက်ခိုက်ရာစစ်ခွေး၃ကောင်ကိုအရှင်ဖမ်းဆီးရမိပြီးတော့ရုပ်အလောင်းများပါသိမ်းဆီးရမိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဗာမာလာတရက်နေ့ကပေါင်းမြုံနယ်တောင်ပိုင်းရောထောင်းဘေးမှာရှိတဲ့ပြူစောတိရွာကြီး၄ရွာတဲက ဝန်ချုံရွာနဲ့တိချိုကုန်းရွာနှစ်ရွာကိုဗီလူကာကွေးတပ်ဖွဲ့များကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးတော့လက်နက်ခဲယမ်းများကိုလည်းသိမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ပင်တောင်ပြူစောကြီးရွာကိုလည်းဝင်းရောက်တိုက်ခိုက်ပြီးတော့စစ်ကူအင်အားများစွာရောက်ရှိလာတဲ့အတွက်ကြောင့်ဒေါ်လိုင်းရဲဘော်များပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့သိရပါတယ်။ နိုဝင်ဘာလ15ရက်နေ့မွန်လွဲ2နာရီခွဲအချိန်ကမှပေါ့မြုံနဲ့ရွှေဘုံသာပြူစောတိရွာကနေထွက်လာတဲ့အင်အား200လောက်ပါတဲ့စစ်ခွေးစစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့များကထပောက်ကုန်းရွာ၊ခြိုင်ဆောက်ရွာ၊ဖလံကားရွာ၊ကြောက်တိုင်ခေရွာနဲ့ညောင်စင်တိုးတိုက်တို့မှလိုက်လံတိုက်ခတ်ခဲ့ရာစစ်ခွေးများအထိနာပြီးတော့တေဆုံးသွားတဲ့စစ်ခွေးမသားအလောင်းများကိုဖြစ်တယ်လို့မြောက်နှံထားခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခတ်မှုများကို မြိုင်ပကပါပေါပကပါ MGY တက်နဲ့မဟာမိတ်ဘူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့စစ်သား၃ဦးကိုလည်းအရှင်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျာ အခုလိုတိုက်ခိုက်ခံရမှုကြောင့်ထိနာသွားတဲ့အကြမ်းစစ်ခွေးတက်ကမြန်မြုံနယ်နဲ့ပေါင်းမြုံနယ်များအတွင်းကိုပါရာမော်တာ၊ဂျိုင်ရိုကော့ပတာ၊ဂျက်ဖိုင်တာတို့နဲ့နေတိုင်းလိုလိုအဆက်မပြတ်ဘုံကျဲတိုက်ခိုက်ခဲ့ပြီးတော့စစ်ကြောင်းထိုးနေခြင်းကြောင့်ကျေးရွာ28ရာကပြည်သူပေါင်း18000နီးပါးဟာတောတောင်နေများအတွင်းမှာထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗါးဒါကြောင့်ပြည်သူများအနေနဲ့အကြမ်းစစ်ခွေးတွေရဲ့စစ်ကြောင်းတရင်များကိုအထူးဂရုစိုက်နေထိုင်ကြပါရန်မြိုင်းဘက်ကဘက်ကတိုက်တွန်းပြောဆိုထားကြောင်းတရင်ရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေတိုင်း6မြို့နယ်မှာအမှတ်3ကြေရောင်စုလမ်းပိုင်းပေါ်မှာ ဖြတ်တန်းသွားလာနေတဲ့စစ်ခွေးတွေလိုက်ပါလာတဲ့ကားတစီးကိုမိုင်းဆွဲပစ်ခတ်တိုက်ခတ်ရာစစ်ခွေး၄ကောင်တိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ18ရက်နေ့မှာ6မြို့နယ်အမှတ်3ကြေရောင်စုလမ်းပိုင်းပေါ်မှာဖြတ်တန်းသွားလာနေတဲ့ စစ်ခွေးတွေလိုက်ပါလာတဲ့စစ်ကားတစ်စီးကိုတော်လိုက်တပ်ဖွဲ့များကမိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ခွေးတွေဘက်ကစစ်ခွေး၄កောင်တေဆုံးသွားပြီးတော့တော်လိုက်ရဲဘော်တအုပ်လည်းညံ့ညံ့ဆွာကြဆုံးခဲ့ရတယ်လို့သိရပါတယ်။စစ်ခွေး၅កောင်လိုက်ပါလာတဲ့ကားတစ်စီးကိုတိုက်ခိုက်ခဲ့တာပါ။စစ်ခွေး၄កောင်ကတော့နေရာမှာတင်ပွဲချင်းပြီးသေးတဲ့ကားမောင်းနဲ့တကောင်မဲဒဏ်ရာနဲ့ပြန်ပြေးသွားတာကားကတော့အပြစ်ခံရတော့နည်းနည်းလေးအရှိန်လျှော့ပြီးတော့ပြန်ပြစ်ပြီးအတင်းမောင်းပြေးသွားတာပါ။အဲ့ဒီထဲမှာကျွန်တော်တို့တော်လိုက်တပ်ဖွဲ့ဘက်ကရဲဘော်တအုပ်ထိခိုက်သွားတော့ 先回来不子来来看看杨市牛肉，我们谁来不？ ချောဘက်ကနေပြီးတော့လဖေးတောက်ပြီးမြောက်တွေကိုအပြန်မှာလမ်းတနေရာမှာတိုက်ခတ်ခဲ့တာပါအဲ့ဒီနေရာမှာကျွန်တော်တို့တော်လိုင်းတပ်ဖွဲ့တွေဘက်ကရဲဘော်တအူးမြင်းမြစွာနဲ့အသက်ပေးလူခဲ့ရတယ်လို့ Tiger Fighter Force ကတောင်အရှိသူကပြောပြထားပါလေ၎င်းတိုက်ခတ်မှုကိုမကွေးတိုင်းနယ်စီမချာ Tiger Fighter Force နဲ့ချောင်းမြောင်းနယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ပကဖချောင်းမြောင်းနယ်အတွင်းမှာရှိတဲ့တော်လိုင်းမဟာမိတ်တပ်ဖွဲ့များကပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့သိရပါတယ်။အလားတူပဲမကွေးတိုင်းနမောင်မြို့နယ်မှာလည်းစစ်ခွေးစစ်ကြောင်းနဲ့မြို့အဝင်းဂိတ်စခန်းတို့ကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း People Defense Organization နမောက်ကသတင်းထုတ်ပြန်ထားပါတယ်။နိုဝင်ဘာလ12ရက်နေ့မှာနမောက်မြို့နယ်အရှိချမ်းဂွေးရောက်ကုန်းရွာကနေထွက်လာတဲ့အကြမ်းဖက်စစ်ခွေးစစ်ကြောင်းကိုနမောက်ပြည်သူ့ကာကွယ်ရေးတပ်နဲ့နမောက်ဘက်ကဖတ်တို့ကမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းမိုင်းဆွဲတိုက်ခိုက်မှုအတွင်းမှာစစ်ခွေးတွေဘက်ကထိခိုက်ဒေဆုံးမှုရှိတော့လေအရေးဘက်ကတော့အတိပြုနိုင်ချက်မရှိဘဲဒေါ်လာရင်းရပ်ပေါ်များအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။အလားတူပဲ မနေ့ကနိုဝင်ဘာလ23ရက်နေ့မနေ့6နာရီခွဲအချိန်ကမှနမ်မောင်မြို့အဝင်မြောက်ဘက် gate ကိုနမ်မောင်မြို့နယ်ဘက်ကဘက်ကဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗါဒ၎င်းတိုက်ခတ်မှုအတွင်းမှာအကြမ်းဖက်စစ်ခွေးတွေဘက်ကထိခိုက်သေးဆုံးမှုအရေးအတွက်ကိုတော့အတိမပြုတ်နိုင်ပဲတော်လိုင်းရဲဘော်များကတော့အထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်တောင်ပိုင်းဖေကုံမြို့နယ်တိုက်ပွဲတွေအတွင်းမှာစစ်ခွေးလက်အောက်ခံပအုပ်ပြည်သူစစ် PNO PNA တပ်ကဗိုလ်မှုတွေအပါအဝင်မတာပေါ်မှုတွေများပြားနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဖေကုံမြို့နယ်ရဲ့နောက်ဘက်ခြမ်းကဘောရံနဲ့တောင်စာလုံးကျေးရွာတွေဘက်မှာမနေ့ကနိုဗ ెంబ ာလ22ရက်နေ့အထိတိုက်ပွဲတွေနေတိုင်းလိုလိုဖြစ်ပွားနေတယ်လို့သိရပါတယ် ရတိုင်းလိုလိုထိတွေ့မှုဖြစ်နေပါတယ်ခေါင်းဤအုပ်စုတွေကဘောရံရောတောင်စလုံးရောအဲ့ဒီတကြောလုံးမှာဖြစ်နေတာလို့ဖေကုံမြို့နယ်တိုက်ပွဲအတွင်းရောက်ရှိနေတဲ့ရဲဘော်တအုပ်ကပြန်လည်ပြပြထားပါတယ်တိုက်ပွဲတွေအတွင်းမှာ PNO ဘက်ကဘုံမှု၃ဦးအပါအဝင်တပ်သားအဆင့်နေဆယ်နဲ့ချီပြီးတော့တိတ်ဆုံးနေတယ်လို့ရှမ်းတောင်စီရေးသတင်းရင်းမြစ်ကပြောပြထားပါတယ်လူသားတိုင်းအနေနဲ့တက်ရတာလေနောက်ပြန်ဆုတ်ပြေးတဲ့သူကစစ်ခွေးတွေရဲ့နောက်ကြီးစံစားတွေဖြစ်ကုန်တာသွားတိုက်တဲ့သူတွေကကချို့ဆိုရင်ရွာသားတွေပဲတင်တိုင်းတော့မတက်ရသေးဘူး ဆန်ကားဒေသဘက်ကရွာတွေနဲ့အင်းလေးတောင်ပိုင်းကထီကိုညောင်လေးပင်နန်းပေါ်စတဲ့အဲ့ဒီရွာတွေကရွာသားတွေပါတယ်လို့၎င်းက PNO တပ်သားတွေတိုက်စုံမှုနဲ့ပတ်သက်ပြီးတော့ရှင်းပြထားပါတယ်။ဒါအပြင် ဘောရန်ကြီးရွာအနီးတိုက်ပွဲတွေမှာနိုဝင်ဘာလ၁ရက်နေ့ကနေ၁၅ရက်နေ့အတွင်း PNO ဘက်ကဗိုလ်မှူးအဆင့်၃ဦးသေဆုံးသွားတယ်လို့သိရပါဗယ်။ဖဲကုံမြို့နယ်ဘောရန်ကြီးရွာကိုဝင်းရောက်မိရှုခဲ့တဲ့ PNO စစ်ကြောင်းမှုဗိုလ်မှူးခွန်ဆိုးအောင်စနိုက်ပါထိပြီးတော့တေသွားပါတယ်။ဗိုလ်မှူး၃လောင်သေးတဲ့ဗိုလ်မှူးဖေနဲ့နောက်တစ်ယောက်က၁၅ရက်နေ့တိုက်ပွဲမှာတေတယ်လို့ PNO တပ်နဲ့နှိစက်သူကပြောပြထားပါဗယ်။ စစ်ခွေးလောက်ခံ PNO ပြည်သူ့စစ်အရာရှိတွေနဲ့တပ်သားတွေတိုက်ဆုံမှုဇာပနာကို PNO ဘက်ကတိတ်တဆိတ်လှုပ်ခိုင်းပြီးတော့လူသေစုဆောင်မှုတွေကိုဇက်တိုက်လုပ်နေတယ်လို့သူကပြောပါတယ်။အော်တိုဘားလဒူရီယာဘက်ကစပြီးတော့ စစ်ခွေးတပ်နဲ့ပို့ပြည်သူစစ်ကအင်အား900ဝန်းကျင်ကိုအုံပြုပြီးတော့ပင်လောင်းဘက်ကနေဖဲကုံမြို့နယ်ဘက်ကိုစစ်ကြောင်းထိုးလာတာပဲဖြစ်ပါတယ်အခုလိုစစ်ကြောင်းထိုးတာရွေးကောက်ပွဲနဲ့ကရင်နေရဲ့ဝင်ပေါက်ဖြစ်နေတာကြောင့်ထိုးနေတာလို့ရှမ်းတောင်စီရေးသတင်းရင်းမြစ်ကစစ်ခွေးအုပ်စုရဲ့စစ်ကြောင်းထိုးမှုနဲ့ပတ်သက်ပြီးတော့တုံ့တက်ထားပါတယ်တော်လိုင်းအင်အားစုတွေထိန်းချုပ်လာတယ်ပင်လောင်းနဲ့ဖဲကုံမြို့နယ်အဆက်ကတောင်မဲတင်မြောက်ဆက်လုံးနဲ့ဘောရံချီရွာတွေကိုအော်တိုဘားလဇမ်းပိုင်းမှာစစ်ခွေးတပ်နဲ့ PNO ကထိုးစစ်ဆင်ခဲ့ပြီးတော့ဒေသခံပြည်သူတွေရဲ့နေအိမ်တွေကို ရွာလုံးကျွမိရှုဖျက်ဆီးခဲ့တဲ့ရုပ်တံမှတ်တမ်းတချို့လည်းထွက်ပေါ်ထားပါရယ်ကီနီပြည်နယ်နဲ့ပြည်နယ်တခြားစီးရင်အခြေအနေအရရိုက်ဂိုဒီမော့ဆိုဖရူဆိုဘောလခဲနဲ့ရှမ်းကီနီနယ်ဆက်ဖဲကုံမြို့နယ်တွေမှာစစ်ခွေးတပ်ကစစ်မျက်နှာ၅ခုဖွဲ့ပြီးတော့ထိုးစစ်ဆင်နေတယ်လို့ကီနီအမျိုးသားများကာကွယ်တပ် KNDF ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းတင်ကန်းကျောင်းမြို့နယ်တူနာအားကစားပြိုင်ပွဲရုံတက်မှာစံဖို့ပါတီကဥက္ကဋ္ဌခီကြီးက မဲဆွယ်ပွဲပြုလုပ်ခဲ့ရမှာနေစားကပေးမယ်ဆိုပြီးတော့မြို့အစော်ဖျားကဝင်ဝင်နေတဲ့ပြည်သူတချို့ကိုခေါ်ယူခဲ့တော့လေနိုင်ရကြတဲ့အထိနေစားကမပေးဘူးဆိုတဲ့သတင်းကိုတင်ဆက်ပြီးပါမယ်။နိုဝင်ဘာလ19ရက်နေ့မွန်းလွဲတနအီကနေညနေ4နာရီအချိန်ထိကြက်ဖို့ပါတီကရန်ကုန်မြို့တင်ကန်းညွန့်မြို့နယ်တူနာအာကစားပြိုင်ပွဲရုံတက်မှာလူဦးရေတသောင်းလောက်ပါဝင်တဲ့မဲဆွယ်စီယုံပွဲပြုလုပ်ခဲ့ပြီးတော့အဲ့ဒီပွဲကိုကြက်ဖို့ပါတီကနေစားကအဖြစ်နဲ့ပြည်သူတချို့ကိုခေါ်ယူခဲ့တယ်လို့သိရပါရတယ်။ဒါပေမဲ့ ပွဲပြီးပြီးတော့မနေ့ကနိုဗ ెంబ ာလ21ရက်နေ့အထိနေစားကအပြည့်ဝမရပဲတချို့ဟာတော့ဝက်ပဲရရှိပြီးတော့တချို့ဟာနေစားကလုံးလုံးကိုမရရှိသေးဘူးလို့သိရပါတယ်။ခမင်းမှုပေးမယ်။နေစားကတရက်ကို2000ပေးမယ်ဆိုပြီးခေါ်တာပါ။ကားပေါ်တက်တဲ့အချိန်မှာ9000ပဲပေးတယ်။နောက်ပြန်လာတော့ကျန်တဲ့1000ကျပ်ထပ်ပေးမယ်ဆိုပြီးတော့မပေးသေးဘူး။တချို့ကတော့တပြားမှမရဘူး။ မြို့နယ်ကပြန်ပြီးတော့ဖြတ်စားတယ်လို့ပြောတယ်။တိုင်းကော်မတီကိုတိုင်ထားပါတယ်။ဖမင်းမှုကတော့လူတိုင်းရတယ်။ပတ်စံမဲမရတာလို့ရွှေပြည်သားမြို့နယ်ကနေသားကနဲ့လိုက်လာတဲ့ပေးအန်သမားတို့ကပြောပြထားပါတယ်။မြောက်ကဘာမြို့နယ်ကနေသားကရမယ်ဆိုပြီးတော့ကြမ်းလန်းခဲ့တဲ့အတွက်ကြောင့်လိုက်ပါခဲ့ရတယ်။ဝင်းဝင်းနေတဲ့အခြေခံလူတန်းစားပြည်သူတို့ကလည်းဖမင်းမှုနဲ့စက်ခံရေးဝစ်စုံများတာရရှိပြီးတော့ပတ်စံမရဘူးလို့ပြောပါတယ်။နေသားကတပေါင်းခွဲပေးမယ်ဆိုပြီးတော့ခေါ်ယူခဲ့တော့လေလက်ရှိအချိန်ထိပတ်စံမရသေးဘူးလို့ပြောဆိုနေကြပါတယ်။ ရန်ကုန်မှာပြုတ်လို့တဲ့ကြမ်းဖို့ပါတီရဲ့မဲဆွယ်ပွဲကိုသက်ဆိုင်ရာမျိုးနွယ်ပါတီများကလူများစုဆောင်၅ရန်ကကားတွေနဲ့အချို့ပုတ်စီစဉ်ပေးခဲ့တယ်လို့သိရပါတယ်။အဲ့ဒီမဲဆွယ်ပွဲမှာကြမ်းဖို့ပါတီဥက္ကဋ္ဌ KE ကမဲဆွယ်ပွဲမှာပေးထားတဲ့ဂရီများကိုမလုတ်ပေးနိုင်ခဲ့ပါကသူ့ကိုလက်သီးနဲ့ထိုးပါဆိုပြီးတော့ဂရီပေးပြောဆိုခဲ့ပါတယ်။ရန်ကုန်မဲဆွယ်ပွဲမှာကြမ်းဖို့ KE ကနိုင်ငံဝန်ထမ်းများအခမဲ့ခရီးသွားလာခွင့်ရရှိရေးအာမခံကြံ ုံစင်းလုံးကြဆင်းရေးဆောင်ရွက်ပေးမိဂရိကဝဲလယ်သမားများရဲ့ကျွေးမီတန်တရားကနေကင်းဝေးစေရန်ဆောင်ရွက်ပေးမိအစီအစဉ်ပြည်ပရောက်နိုင်ငံသားများရဲ့ရပိုင်ခွင့်အခွင့်အလမ်းများနိုင်ငံသားများရဲ့အလုပ်ကိုင်အခွင့်အလမ်းများကိုဆောင်ရွက်ပေးမယ်ဆိုပြီးတော့စောက်ယူနာကန်စောက်တလွဲတွေပဇတ်ရဲရှိရာပြွေပြွေသမျှအောက်တန်းစားလို့ပြောဆိုပြီးတော့မဲဆွဲခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းအရောဇာကိုင်းတိုင်းခင်ဦးမြို့နယ်မှာစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်ခွေးတပ်ကပြည်သူအယောက်20ကျော်ကိုလူသားတိုင်းအဖြစ်နဲ့ဖမ်းဆီးထားပြီးတော့ပျောက်ဆုံးနေသူများလည်းရှိကစစ်ရှောင်းများကိုလည်းလက်နက်ကြီးများနဲ့ပစ်ခတ်ခြင်းကြောင့်ပြည်သူ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ15ရက်နေ့ကစတင်ပြီးတော့တမ33ကစစ်ခွေးများနဲ့ဝါတော်ဝပြူစောထီးများပူးပေါင်းထားတဲ့အင်အား300ဝန်းကျင်ပါတဲ့စစ်ခွေးစစ်ကြောင်းဟာ ရေဦးမြို့နယ်ကံဘလူမြို့နယ်နဲ့ခေဦးမြို့နယ်အစမှာရှိတဲ့အိုင်ပေါင်းချောင်းရွာကိုစတင်စစ်ကြောင်းထုတ်ဝင်ရောက်တပ်ဆွဲခဲ့တယ်လို့သိရပါတယ်။အဲ့ဒီစစ်ခွေးစစ်ကြောင်းဟာနိုဝင်ဘာလ16ရက်နေ့မနက်ပိုင်းမှာအိုင်ပေါင်းချောင်းကြီးရွာကလက်နက်ကြီးလက်နက်ငယ်များနဲ့ပစ်ခတ်ကာရေဦးနဲ့ခေဦးမြို့နယ်အစမှာရှိတဲ့ကြောက်တိုင်ကြီးရွာကိုဝင်ရောက်စီးနင်းခဲ့တယ်လို့သိရပါတယ်။အခုလိုဝင်ရောက်စီးနင်းပြီးတဲ့နောက်ကြောက်တိုင်ကြီးရွာအတွင်းမှာရှိတဲ့ပြည်သူဝိုင်းနေအိမ်များကိုပါမိရှုပ်ဖျက်ဆီးသွားတယ်လို့ပြောပါတယ်။ နိုဝင်ဘာလ16ရက်နေ့မှာထွက်ပြေးတိမ်းရှောင်နေတဲ့ဆွေရင်းရှောင်ပြည်သူများကိုရေဦးမျိုးကအထိုင်ချထားတဲ့စစ်ခွေးတက်ကလက်နက်ကြီးများနဲ့ရန်တမ်းပစ်ခတ်ခြင်းကြောင့်ရေဦးမျိုးနဲ့မူးမြစ်အရှိတ်အဘတ်ခြေရွာအတွင်းဘုံဒီနှလုံးကြောက်ပောက်ကွဲခဲ့ပြီးတော့ခြေရွာနေပြည်သူအမျိုးသား3ဦးခေါင်း6ထောင်နဲ့လက်တို့မှာဘုံးစာထိမှန်ပြီးတော့ဆေးကုသမှုခံယူနေရတယ်လို့သိရပါဗျာ။ မနေ့ကနိုဝင်ဘာလ22ရက်နေ့မှာအကြမ်းဖက်စစ်ခွေးစစ်ကြောင်းဟာမုံလကျေးရွာကိုရောက်ရှိလာပြီးတော့ဘေးပတ်ဝင်းကျင်မှာရှိတဲ့ကျေးရွာများကိုလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရာခေအိုးမြို့နယ်နောက်မြောက်ချမ်းမှာရှိတဲ့မုံလစံပြကျေးရွာအတွင်းကိုဝင်းအောင်စီးနှင်းပြီးတော့နေအိမ်များကိုမှွေနှောက်ဖျက်ဆီးနေတယ်လို့သိရပါတယ်။အဲဒီအကြမ်းဖက်စစ်ခွေးစစ်ကြောင်းဟာစစ်ကြောင်းထိုးရလမ်းတစ်လျှောက်မှာလည်းအရဲသားပြည်သူအယောက်20ကျော်ကိုလူသားတိုင်းဖြစ်နေဖမ်းဆီးထားပြီးတော့ပျောက်ဆုံးသူ10ဦးကျော်လည်းရှိနေတယ်လို့သိရပါတယ်။ အခုလို့ဖမ်းဆီးထားတဲ့သူတွေကိုလည်းလက်ရှိအချိန်ထိပြန်မလွတ်ပေးသေးဘူးလို့ပြောပါတယ်ဖမ်းဆီးခဲ့တဲ့သူတွေရှိပါတယ်ခြေရွာတွေနားကိုပြန်မကတ်နိုင်သေးတော့ဘာမှအတိအကျမသိရသေးဘူးပြောင်းနေတဲ့သူတွေလည်းရှိတယ်ကျွန်တော်တို့သိရသလောက်ကတော့ဖမ်းခံရတာပြည်သူအယောက်20ကျော်လောက်ရှိတယ်ပျောက်ဆုံးနေတာကတော့10ယောက်ကျော်လောက်ရှိတယ်လို့ခေဦးမြို့နယ်တရင်မှန်ပြန်ကြားရေးကတာဝန်ရှိသူကပြောဆိုထားပါတယ် လက်ရှိချိန်မှာအကြမ်းဖက်စိတ်ခွေးစိတ်ကြောင်းကြောင့်ရေဦးမြို့နယ်ခင်ဦးမြို့နယ်ကံမလူမြို့နယ်အဆက်မှာရှိတဲ့ကြောက်တန်ရွာကြည်စုရွာဝက်တိုးရွာအိုင်ပေါင်းချောင်ရွာရင်းတိုက်ရွာငားယုံကြီးရွာရှားတော်ရွာမုံလာရွာတာဝတိရွာမြင်းကြရွာတရက်ကုန်းရွာကျွန်းတော်ကြီးရွာကျွန်းတော်လေးဥယျာဉ်ရွာမကြီးအုပ်ရွာရာတော်ရွာ မြင်းနှောင်းရွာတရက်ပင်စုရွာအင်းတိုင်းလေးတောင်မြောက်ရွာသက်တာဗရောင်ကားစိတ်ရွာတို့ကတောင်းနဲ့ချီတဲ့ပြည်သူများဟာဘေးလို့ရာကိုထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိပါရယ်ခင်ဗျာသတင်းတွေကိုတင်ဆက်ပေးနေရင်လည်းကြားဖြတ်ပြီးတော့အကူအညီတောင်းကြတာလေးကတော့နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကိုအစဉ်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မေတ္တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ပေးဆောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက် လူကြီးမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးရုံနဲ့တင်တော်လန်ဟေးမှာပါဝင်ကူညီပေးကြဖို့ကိုမြစ်တာရက်ခံတောင်းဆိုလိုက်ပါရစေခင်ဗျာဒီအစီအမပြအစီအမင်းကြည့်ရှုအားပေးနေတဲ့ကျေးဇူးရှင်မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်မြောက်ရီမြို့နယ်မှာရှိတဲ့စုကလေးရွာကိုအကြမ်းဖက်ဆိတ်ခွေတပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူများထိခိုက်မှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ20ရက်နေ့မွန်လွဲ2:55မိနစ်ခန့်ကစတင်ပြီးတော့စုကလေးရွာကိုအကြမ်းဖက်ဆိတ်ခွေတပ်က Jet Fighter 112လေရင်တို့နဲ့ဘုံအလုံးကြီး20ကြောကျဲချတိုက်ခိုက်သွားတယ်လို့သိရပါဗျ။အကြမ်းဖက်ဆိတ်ခွေတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းပြည်သူများထိခိုက်မှုရှိပြီးတော့စာတင်ကျောင်းဆောင်များနဲ့အဆောက်အအုံများထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါဗျ။ ပြည်သူတွေထိခိုက်မှုရှိတယ်လို့တော့ကျွန်တော်တို့ကြားတယ်စစ်ခွေးတွေက Jet Fighter ဒဇီ124ရင်းနေနဲ့ဘုံလုံးကြီး20တော်ကျဲချတိုက်ခိုက်သွားတာလို့ဒေသခံပြည်သူတို့ကပြောဆိုထားပါလေအလားတူပဲမကွေးတိုင်းပေါ့မြွတ်နယ်အတွင်းမှာရှိတဲ့ကြေးရွာများကိုလည်းစစ်ခွေးတပ်ကလေရင် Gyrocopter များနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းဒေသခံပြည်သူများကသတင်းပေးဖို့ပြောကြားထားပါတယ်မနေ့က November 22ရက်နေ့ မနေ့အစောပိုင်းကစတင်ပြီးတော့ဒရအူးလေတက်ကနေတက်လာတဲ့ Jet Fighter တစ်စီးနဲ့ Wildfire Legion တစ်စီးဟာပေါ့မြုတ်နဲ့အရှိမြောက်ချမ်းနဲ့အနောက်မြောက်ချမ်းမှာရှိတဲ့ခြေဝါများကိုလေးချောင်းတက်ခတ်မှု၁ကြိမ်ထက်မနေ့ပြုတ်လုခဲ့တယ်လို့သိရပါတယ်။အလားတူပဲမနေ့ကနေ့လယ်၁၇နာရီလောက်မှာပေါ့မြုတ်နဲ့အရှိမြောက်ပိုင်းမှာရှိတဲ့ခြေဝါများကိုမော်ရန်မြို့နမခါကနေတက်လာတယ်။ Gyrocopter ၃စီးကလေးချောင်းတက်ခတ်မှု၃ကြိမ်ပြုတ်လုခဲ့တယ်လို့သိရပါတယ်။၎င်းလေးချောင်းတက်ခတ်မှုအတွင်းမှာပြည်သူများထိခိုက်မှုရှိမရှိဘူးတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါတယ်။ ဒါအပြင်ပေါ့မြုံနယ်အတွင်းမြေပြင်ကနေလေအကြမ်းမဆစ်ခွေးတက်ကစစ်ကြောင်း၄ကြောင်းနဲ့စစ်ကြောင်းထိုးနေတဲ့အတွက်ကြီးရွာပေါင်း42ရွာကပြည်သူပေါင်း3000ခွဲခန့်ဟာနေဆက်ရာတောတောင်လေးအတွင်းကိုဖွဲ့ပြေးတိမ်းရှောင်နေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ပေါင်းကကင်းဝေးပြီတော့အကြမ်းဖက်ဆက်အာဏာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေလေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ